ဖြီးထွက်တဲ့အခါမှာမိမိကိုယ်ကာယရဲ့ပင်ပန်းနှွမ်းနယ်မှုကိုထက်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ဖဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလို့ရှိရင် ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝမလေးဘူးဒါကြောင့်မို့ဥရဝေလခရီးကိုကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားတခင်ကိုတော်မြတ်ရှောက်လှမ်းတော်မူလာခဲ့လမ်းခရီးမှာတောအုပ်ကြီးတစ်ခုလည်းရောက်လာရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေအားဖြင့်တောအုပ်အတွင်းမှာရှိတဲ့ ်တစ်တပင်ရဲမှမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေအဲ့ဒီအချိန်မှာတောင်းအုပ်ထဲမှာလှည့်လည်ပြီးတော့သွားလာနေကြတဲ့ဘတ်တာဝက်ခီလို့ခေါ်တယ်အုပ်စုတစ်ခုဒီအုပ်စုကကောသလမင်းကြီးရဲ့သားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်လပ်နေခြင်းဤအတွက်ကြောင့် တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လွတ်လပ်လပ်တောထဲမှာလေပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုဂ္ဂိုလ်ကြီးညီကို30ဒါကိုဘဒ္ဒဝေကီညီနောင်3ချိတ်လို့ဒီလိုပြောတယ်ပတိနေတိကောသလမင်းကြီး ਨੇ ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအတိအတိမိမိတို့ အိမ်တောင်ပဲအမျိုးသမီးတွေနဲ့တွားကြသို့တော့မင်းသားတယောက်ကလွတ်လွတ်ဖြစ်နေသည့်အတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကိုခေါ်ပြီးတော့တောထဲမှာလက်လှယ်ပြီးတော့သွားလာနေကြအဲ့ဒီအချိန်မှာသူတို့အမတ်တမဲဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချို့ အထုတ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုတ်ကိုယူပြီးတော့လစ်ထွက်သွားတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတာလိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့သစ်ပင်သာရောက်တော့ထုံးစံတိုက်ပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရား ဒီနာကအမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါသလားဆိုတော့မြတ်စွာဘုရားကလည်းအမျိုးသမီးကိုဘာအတွက်ရှားကြတာတုံးလို့မေးတော့ဒီလိုပဲဗျာပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှားကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့ အမျိုးသမီးရှာတာရဲ့ကိုကိုကိုရှာတာရဲ့ဒီရှာဝေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကိုလိုက်ရှာနေတာနဲ့ကိုကိုကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မိကုံမေးလိုက်တဲ့အခါမှာဒီပုံကိုယ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုံကိုယ်တွေဖြစ်သည့်အတွက်ဟုတ်သားပဲမျိုးသမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲ ကိုကိုကိုရှာတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်။အဲဒီမှာမြတ်စွာဘုရားကကိုကိုကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါယံအတ္တံခဝေသေးရတာအတ္တဆိုတဲ့စကားလုံးကိုသုံးအဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံညာကကိုကိုအချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်း ဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ခုနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုယ်ကိုယ်ကိုယ်ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာဆိုလိုတာက ကိုချိုးအတွက်အကျိုးရှိမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့ရသော်ဘုရားကမိန့်ကြားလိုရင်းဖြစ်တယ်။ဘဒ္ဒဝေကီမင်းသားတွေကတော့နားလည်လိုက်တယ်။ဟုတ်တယ်။တို့ဟာကိုကိုကိုမရှာဘဲနဲ့သူများကိုပဲရှာနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြစ်ကြတယ်။ မှန်ပါဗျာကိုယ့်ကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုယ့်ကိုကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ရငါရှင်းပြမယ်လို့ဆိုပြီးသစ္စာဗျာကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဖတ်တော်ဝဲကင်မင်းသား30ကိုတရားဟောပြတယ် ေါ်တဲ့အခါမှာကိုယ့်ကိုယ်ကိုရှာပုံရှာနည်းကိုခေါ်တဲ့အခါမှာမြတ်စွာဘုရားဟာနံပါတ်1လူမှုတမ်းမှုဆိုတဲ့ဌာနကထာကိုခေါ်တယ်နံပါတ်2ကိုချင်းတီလအရေးကြီးကိုတီလကထာကိုခေါ်တယ်နံပါတ်3ဌာနလည်းရှိမယ်တီလလည်းရှိမယ်ဆိုရင်လက်ပြေဆိုတာမခဲရင်ဘူး နိုင်ရသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နိုင်ရသူဂတိကိုရောက်နိုင်တယ်လို့သက္ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက္ကဆိုတာကိုရောက်နိုင်တယ်သို့တော်လဲကာမဂုဏ်အာယုန်နေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာဒီကာမဂုဏ်အာယုန်နေကနေပြီး ကိုလူယုံခံနိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးစီကစင်ကစိတ်ဝင်စားဖို့ရာအနုပုပ္ပိကထာလို့ခေါ်တယ်ဟောယုဟောစဉ်တိုင်းမြတ်စွာဘုရားကသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိကထာဆိုတဲ့တရားရည်စဉ်နဲ့ဆေးကြောပေးလိုက်တဲ့အခါမှာစိတ်တွေအာတတရောဖြစ်လာကြတယ် အဲ့ဒီလိုစိတ်တွေအာတိတယောဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတော့ရသော်ဗျာဟောကြားပေးတယ်အဲ့ဒီလိုသစ္စာ၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဘဒဝကိညီနောင်၃ချိတ်တို့ဟာထူးခြားတဲ့ဓမ္မစကုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရရှိပြီးတော့သွားကြတယ်